ားလုံးမင်္ဂလာပါဒီဗီဒီယိုမှာကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဒီ Sunday တွေမှာပေါ့နော်သွားပို့လို့ရတယ်ကိုနားရက်တွေမှာသွားလို့ရတယ်ပေါ့နော်ဒီနေရာကောင်းလေးတစ်ခုကိုကျွန်တော်ခေါ်သွားပေးမှာဖြစ်ပါတယ်အဲ့ဒီနေရာကတော့ဘယ်နေရာလဲဆိုတော့ Labrador Park ပေါ့နော်အဲ့ဒီကိုခေါ်သွားပေးမှာဖြစ်ပါတယ်ဆိုတော့ဘယ်နေရာမှာရှိရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဝါရောင်လိုင်းပေါ့နော်အဝါရောင်လိုင်းရဲ့ကျွန်တော်တို့ဒီမှာအစုံနာလေးမှာပေါ့နော်ဒီမှာ Labrador spark လို့ခေါ်တာပေါ့နော်အဲ့ဒီကိုကျွန်တော်ခေါ်သွားပြီးမှဖြစ်ပါတယ်အတန်တော်လေးမှတ်သွားရင်တော့ sorry ပါကျွန်တော်ဒီကိုတစ်ခါမှတော့မရောက်ဘူးပေါ့နော်ခုမှကျွန်တော်ဆန်းပြီးတော့သွားမှာပေါ့အဲကျွန်တော်နဲ့အတူလိုက်ပြီးတော့မှကြည့်ပြပါဦးဒီမှာဒီမှာရေးထားတော့ Labrador Park ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဘယ်ရောက်သွားမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီ MRT ကိုရောက်တာနဲ့ exit A ကိုသွားရမှာပေါ့နော်ဒီမှာဆိုလို့ရှိရင် exit A ဘက်ကိုကျွန်တော်သွားရမှာပေါ့ အစ်စ်အဘကနေပြီးတော့အပေါ်ကိုတက်သွားမှာပါခုကတော့ကျွန်တော်အစ်စ်အရာနေပြီးတော့အပေါ်ကိုတက်သွားနေပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပုံထဲမှာကြည့်ရတော့ကတော်လေး relax လုပ်လို့ကောင်းတယ်ချိလို့ကောင်းတယ်ပေါ့နော် အာ Sunday တွေမှာဆိုလို့ရှိရင်တော့ဒီမှာလည်းလာလို့ရတယ်အခုတော့ကျွန်တော်တစ်ခါမှမရောက်ဘူးသေးပေါ့နော်ကျွန်တော်စပြီးတော့သွားနေပါပြီတော့ကျွန်တော် ICA ရောက်တော့ပုံမှန်စပြီးတော့သွားနေပါပြီအေးစစ်အိုရောက်တာနဲ့ကျွန်တော်တို့အပေါ်ဆုံးမှာလက်ပြထားရပေါ့နော်ဒီမှာ Labrador Pass ဒါ Prado Nature ဆိုပြီးတော့မှညားလေးပြထားတယ်ပေါ့နော်အဲ့ဒီကနေကျွန်တော်ဒီကိုတက်တက်ဆက်ပြီးတော့မှရှောက်သွားမှာဖြစ်ပါတယ်တက်တက်ရှောက်သွားမှဆိုလို့ရှိရင်တော့5မိနစ်လောက်ရှောက်လို့ရှိရင်ရောက်ပြီပေါ့နော်ဒီမှာဆိုလို့ရှိရင် anyway brain လေးတွေလည်းရှိရပါတော့။ကိုက application ရှိရဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ brain ငှားပြီးတော့မှရှိလို့လည်းရတယ်။ Okay ဒီဘက်ကို AC ကိုရောက်တာနဲ့ကျွန်တော်တို့ဘယ်ဘက်ကိုချိုးရမှာဖြစ်ပါလဲ။ဒီမှာဆိုရင်ညာလေးတွေပြထားတယ်ပေါ့နော်။ဒီမှာ Labrador Nature Resource ဆိုပြီးတော့ပြထားတယ်ပေါ့နော်။ ဒီဘက်သွားမယ်ဆိုလို့ရှင် Alazan Alexandra Garden Trail လေးရှိတယ်ပေါ့နော်။အဲကျွန်တော်ကခုကတော့ဒီ Nature Resource ကိုသွားမှာဖြစ်တဲ့အတွက်ဒီဘက်ကိုသွားမှာဖြစ်ပါတယ်။ဒီရနေပြီးတော့တက်တက်ပွားလို့ရပြီနော်။ခုကတော့ကျွန်တော်ဆက်သွားနေဖြစ်ပါတယ်။ဒီမှာဘာလှလေးတွေရှိလဲဘယ်လိုနေရာလေးတွေရှိလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့မှဗီဒီယိုလေးတွေရိုက်ပြပေးမှာဖြစ်ပါတယ်။တော့ကိုယ့်ရဲ့တင်ငွေချင်းတွေနဲ့ ဒီမှာပစ်ကနစ်ပုံစံမျိုးထွက်ချင်တာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တွေ့ရသလောက်ဆိုလို့ရှိရင်တော့အရန်ကိုတာရတဲ့နေရာလေးပေါ့နော်ခဏနေလို့ရှိရင်ကျွန်တော်ဘလိုမျိုးနေရာလေးတွေရှိလဲဆိုတာကိုဗီဒီယိုလေးရိုက်သွားပေးပါမယ်ခုကတော့ကျွန်တော်ဒီအတိုင်းပဲဆက်ပြီးတော့มาရှောင်းနေပေါ့နော်ဒီနေ့ကတော့ညနေ9:00ခွဲတော့มาနေတာပူပြီးရယ် တော်တော်လမ်းသွားတဲ့ view ကတော့တော်တော်ကိုตาရတယ်ပေါ့เนาะဒီမှာဆိုလို့ရှိရင်လည်းတိုင်မြီတွေ view တွေကြည့်လို့ရတယ်ဒီဘက်ပါတော့ကျွန်တော်တို့ဒါဆက်ယုံနေတင်းတယ်ပေါ့เนาะဆက်ယုံနေခုဒီဘက်ဘေးတိုင်ကျွန်တော်တို့ဆက်သွားရမှာပေါ့เนาะရှိဆိုလို့ရှိရင်ရောက်ပါပြီခုက nature resource ရဲ့အရာသာလေးပေါ့เนาะစိမ့်ဆုံနေတဲ့ပင်တွေကိုကျွန်တော်လှမ်းပြီးတော့မှမြင်နေရပြီဖြစ်ပါတယ် ိကလည်းကျွန်တော်တို့ဒီမြန်ရောက်လို့ရှိရင်ဒီမှာဒီ hall road ကိုတစ်ချက်သွားမှာပေါ့နော်အတွင်းထဲဝင်သွားလို့ရှိရင်လည်းတဘာဝခုနကျွန်တော်ရိုက်ပြခဲ့တဲ့နေရာတွေ့ရပေါ့နော်အတွင်းထဲမှာမယ်နဲ့ကမ်းခြေကိုထားလိုက်သွားခြင်းလည်းဆိုလို့ရှိရင်အတွင်းထဲကိုမသွားဘဲနဲ့ဒီဘက်ကိုဒီမှာ car parking VC ပေါ့နော် even space ကိုတစ်ခါလဲသွားလို့ရတယ်ပေါ့နော်ဒီတက်တက်သွားမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ကမ်းခြေကိုတန်းပြီးတော့မှရောက်မှာပေါ့နော် ဒီနေရာလေးကိုသွားမယ်ဆိုလို့ရှိရင်တော့ MRD ASIC B ဘက်ကိုတက်ပြီးတော့မှာ711ဖြစ်ဖြစ်ပေါ့เนาะရေဘူးတွေစားစရာတွေဝယ်သွားဖို့လိုပါတယ်။ဟိုမှာဆိုလို့ရှိရင်တော့ကျွန်တော်တွေ့ရတော့မရှိဘူးပေါ့เนาะဆိုင်ရဒီလိုဝယ်သွားပြီးတော့မှအိတ်နဲ့ဆွဲသွားပါဒါဆိုလို့ရှိရင်တော့ကောင်းကောင်းချေးလို့ရပါတယ်။အဲ့ဒီမှာသမိုးကြီးတွေလည်းရှိတယ်။တော်တော်ကိုလှတဲ့နေရာလေးတွေပေါ့เนาะဓာတ်ပုံရဲတွေလည်းအရင်ကောင်းပါတယ်။အဆင်ပြေကြပါစေ။